ချဲစီသင်းရဲ့ကိုသမားရီဇာဗာလကာကီပါတော့အာဆင်နယ်သင်းကိုခေါင်းငိမ့်လိုက်ပါပြီ။ဒါကြောင့်ဒီနွေရာသီရဲ့ဒုတိယမြောက်ခုံမှုဖြစ်မကြခင်မှာဖြစ်လာတော့မှာပါ။ဒေးဗစ်အွန်စတိန်ရဲ့ဖော်ပြထားချက်အရဆိုရင်တော့အာဆင်နယ်နဲ့ဒီ ကီပါနေကြတဲ့မှာပုပ်ကွေသဘောတူညီမှုယူနိုင်ခဲ့ပြီးအာဆင်နယ်နဲ့ချဲစီကြတဲ့မှာလည်းနောက်ဆုံးဆင့်ဆွေးနွေးမှုတွေလုပ်ပြီးသွားရင်စာချုပ်ဖြစ်တဲ့ကြီးပေါင်း9သန်းပေးနိုင်တဲ့ဇာမအာဆင်နယ်စီရောက်တော့မယ်စတက်တီအားလုံးကပြီးစီးသလောက်နီးပါးဖြစ်နေပြီဆိုပြီးဖော်ပြသွားတယ်။ Onstein C ကရောရိုမာနိုစီမှာသွားကြည့်တဲ့အခါမှာလည်းသူကဂန်နာဘလော့စီကနေတက်တွဲပြီးပြန်ပြီးတင်ထားတွေ့ရတယ်။အဲ့တော့ဆိုဂန်နာဘလော့ဆိုတာအသလက်တစ်ကအာဆင်နယ်ဘက်ခြမ်းနဲ့ပတ်သက်ပြီးတော့တည်တံ့တင်တဲ့အချမ်းပေါ့လေ။အဲ့တော့ဒီသတင်းနေရာစိတ်ချရတယ်။အဲ့တော့အာဆင်နယ်ရဲ့ David Raya အရန်ကိုသမားအဖြစ် အရီဇာပါလကကီပါတော့ရောက်လာတော့မှာပေါ့လေအဲ့တော့ကီပါဆိုတာဘယ်လိုကိုသမားမျိုးလဲတစ်ချက်ကြည့်လိုက်ရအောင်လက်ရှိချိန်မှာတော့အသက်30အသင်းငယ်ဒီမှာအငှားထွက်ပြီးစော့နေရတယ်ဆိုပေမဲ့သူခိသူခါတုန်းကချဲစီအသင်းစီကိုပြောင်းရွှေ့ခြင်းမြင်မှားသွားတယ်ရောက်လာတယ်ကိုသမားတယောက်စပိန်သားဖြစ်တယ်အသင်းများစွာမှာကျင်လေခဲ့ဦးတယ်ရှင်းရှင်းပြောရရင်မနစ်ကကျွန်တော်တို့စီကိုအငှားလာပြီးစော့ခဲ့တဲ့ဘုံမောက်ကနတူထက်စားလို့ရှိရင်တော့ဒီကိုသမားအများကြီးအသင်းအတွက်အကျိုးပြုနိုင်မယ်ထင်တယ်မနစ်ကလာခဲ့တဲ့ ဒီဘုံမောက်ကဂိုးသမားဆိုလို့ရှိရင်လည်းကလတ်သင်းချင်းပြန်တွေ့ရခါမှာဖမ်းလို့မရဘူးတချို့ပိုင်းတွေမှာလည်းရာယောက်ကျော်ကြီးပွက်ထွက်လို့မရတဲ့အနေအထားမျိုးတွေအသက်အရွယ်ရလည်းကြီးတယ်ဆိုလိုချင်တာကဗျာသူများအသင်းကကစားမတူကိုအငှားခေါ်မယ်စားဒီလိုမျိုးငါးသန်းလောက်ဆိုတဲ့ပမာဏနဲ့အပီးသက်ရလိုက်တာကပိုပြီးတန်တယ်အဲ့တည်းလည်းကျွန်တော်လုံးဝ appreciate ဖြစ်တာက Andre Vardar ကို Andre Vardar ကဒီကိစ္စကိုအရင်ဆုံးဘာကြောင့်အပီးဖြတ်လိုက်တယ်ဆိုတော့ Arsenal ဒီနေ့မှဝင်မဲ့ကစားမ3-4ဦးမှာဂိုးသမားအရင်ကိစ္စကိုသူနောက်ဆုံးမှစဉ်းစားတယ်ဒါပေမဲ့လက်ရှိအချိန်မှာဈေးကွက်ထဲမှာ ေါင်၅တန်းလောက်နဲ့ quality မြင့်အသိအရတစ်ခုရောက်လာပြီဆိုပေမဲ့လည်းအတွေ့အကြုံရင်အရန်ကိုသမားနေရာကိုလည်းကြည်ကြည်နက်နက်လက်ခံတဲ့ကိုသမားကလက်ရှိဈေးကွက်ထဲမှာ keeper တဲ့ဝဲရှိတယ်။တချိန်တော့ဒီ keeper ကိုခေါ်ဖို့အတွက်ယူရို89ဒသမ4တန်းအောင်ချက်စီးသုံးခဲ့ရတာ။အဲ့ဒီနောက်မှာချက်စီးသည်ဒီအခြားသင်းတွေကိုအငှားချတယ်ဗောလေ။ဒါ Belladolis <laughs> Real ဘုံမောက်ဒီသင်းတွေကိုအငှားချတယ်။ keeper လက်ရှိချိန်ကြီးလက်စွမ်းကောင်းနေသေးပဲ။ကြံကြတဲ့ရာသီအရဆို clean sheet ၈ပွဲထိရထားတာ။ ဲ့လိုဂိုသမာတုကိုအာဆင်နယ်တို့ဒီဒေးဗစ်ရိုင်ယာနောက်ကအရန်နေနဲ့ခေါ်နိုင်ခဲ့တာကတော့တကယ်ကိုမှဒီအာဆာထိုက်တာရဲ့အပြောင်းရွှေ့ရမစိုးဘူးပြောလို့ရတယ်။တချို့ကတော့ပြောတာပေါ့လေ။ချက်စီးကြပါညာနဲ့အဲ့ဆိုအဲ့ပေါင်း၅သန်းကင်ပြီးဈေးကွက်ထဲမှာရှာကြည့်ပါ။ဒီလိုမျိုးပွဲအများကြီးကစားထားတဲ့ကစားမတူအသက်ရွယ်တန်းတစ်ခုကိုရောက်လို့ဆိုရင်ဂိုသမာတယောက်ကတော့အနည်းဆုံး35နှစ်ကတော့ကောင်းကောင်းလေးသုံးလို့ရတယ်။အဲ့နောက်ထပ်၄၅နှစ်လောက်ကတော့အရန်ကိုသမားဖြစ်ကီပါကိုသုံးလို့ရတယ်။ဒီပြောင်းရွှေ့ခက်မှန်မှန်ဖြစ်သွားခြင်းနောက်ွက်မှာလဲကီပါကအာဆင်နယ်ကိုခေါင်းညှိလိုက်တာ။ အာဆင်နယ်မှာစော့ကျင်တယ်တဲ့တချို့ report တွေရဆိုရင် तू လက်ရှိရနေလောက်ခလာစားထက်တောင်အာဆင်နယ်မှာရှုပ်သွားမယ်လို့ကြားသိရဒါတော့အတီးပြုတ်လို့မရဘူးဗောလေအခုကျွန်တော်ကြားတာတော့ဒီ Chelsea စီမှာတပတ်ပေါင်း9000ကျွဲဘာညာတော့ကြားတယ်အာဆင်နယ်စီရောက်ရင်ဘယ်လောက်ရမလဲတော့မသိဘူးမနေ့ကဒီဘုံဘောက်ကနေလာပြီးစော့သွားတဲ့ netto ဆိုလို့ရှိရင်အာဆင်နယ်စီမှာ9000ဒီပါရတပတ်ကိုအဲ့တော့အာဆင်နယ်အသင်းနေနဲ့ရာယာကိုဖီအားပေးနိုင်မယ်ကိုသမားတူရလိုက်တယ် ဖိအားပေးနိုင်တယ်ဆိုတာထက်တချို့ပိုင်းလေးမှာဒဲစိန်ခေါ်လို့ရလိုက်တဲ့အနေအထားရှိတယ်။ကီပါလက်စွမ်းမစိုးအဲဒါပေမဲ့သူသူနဲ့ပတ်သက်အားနည်းချက်တခုတွေးမိတာအာဘာလဲဆိုတော့ကီပါသည်ဟိုကျွန်တော်တို့တစ်ချိန်တော့ကနီးပြရဲ့ instruction နဲ့ပတ်သက်ရင် complain တက်တယ်လူစားလဲတဲ့ခါမှာမထွက်ချင်ဘာညာအဲ့လိုလေးတော့ရှိရယ်ဒါပေမဲ့အခုပိုင်းတော့အဲ့ဒီတော့ကီပါတက်ဆိုင်တော့အခုကီပါကအများကြီးရင့်ကျက်သွားပြီလို့ထင်တယ် တချင်တော့ကျွန်တော်တို့ဓာတ်ရီကတော့သူ့ရဲ့အမဲဆက်ဖြစ်ခဲ့ဆိုရင်ပဲဗောလေအဲ့တော့ကီပါအာဆီနယ်မှာဘယ်လိုဖြစ်လာမလဲကျွန်တော်တို့ကလည်းတကယ်ရေဆက်ပြသလားချယ်ဆီကကစားသမိုင်းနဲ့အာဆီနယ်ရောက်လာတာအာဆီနယ်ကစားသမိုင်းချယ်ဆီသွားရဆိုတာကဒါက2-1တိန်လို့ဖြစ်နေအမြင်နဲ့အဲ့ရေဆက်ကရှိတယ်ဟိုဆိုအသက်30ရန်ကစားသမတူကိုကျွန်တော်ပိုင်ဆိုင်ခဲ့ပြီဗောလေတချင်တော့နာမည်ကျော်တယ်ပြောင်းရွှေ့ခြင်းမြင်မာတဲ့ကစားသမတူကိုကျွန်တော်မခေါ်နိုင်ခဲ့ဘူးဒါပေမဲ့ဒီချိန်ဒီကာလမှာတော့ကစားသမလည်းအာဆီနယ်ကိုခက်မြက်မြက်ပဲကောင်းကျစ်လိုက်တယ်သူစူးစမ်းရင်စူးစမ်းသလောက် first line နဲ့တောင်မှ ဒါစိန်ခိုးလို့ရမယ်ဒီသားဒါကစပိန်သား2ဦးအားပြိုင်မဲ့ first line နဲ့တနေရာဖြစ်သွားပြီပေါ့လေအဲဆိုအာဆင်နယ်သင်းနီးပြမီခေးအိုင်ရာလည်းသိရတာမဲ့စပိန်သားဖြစ်လာဆိုတော့တစ်ချက်မေးတယ်ပြီးရင်အဆင်ပြေပြီအဲ့ပုံစံမျိုးနဲ့ပဲအဲဆိုချယ်ဆီသင်းမှာတော့သူဒီ163ပွဲကစားခဲ့တယ်အဲ185ကိုပေးထားပြီမဲ့59ချိန်မြောက်ဒါကလင်းရှစ်ရထားတယ်ပေါ့လေအခုမနစ်ကသွားဆောတဲ့ဘုံမောက်မှာဆိုရင်43ကိုပေးထားတယ်ကိုဝဲကလင်းရှစ်ရထားတယ် ဘီဘာအိုမှာသွားဆော့တယ်အဲ့ဒီတော့66ကိုပေးထားတယ်15ကြိမ်ကလင်းရှိရထားတယ်နောက်ပြီးတော့ဒီအခြားသီးလေးမှာသွားဆော့ရလဲရှိရမက်ဒရစ်မှာတော့သူကပွဲ20ကစားထားတယ်အဲ့ဒီမှာ78ကိုပေးရတယ်ကလင်းရှိ6ပွဲရတယ်အခုအာဆင်နယ်ကိုရောက်လာပြီသူဘယ်ပွဲတွေဖမ်းရမလဲမသိဘူးဒါပေမဲ့အသင်းရဲ့ squad တက်ရဆိုရင်တော့အရန်ကုန်တန်းမှာတစ်ချိန်လုံးကပြောင်းရွှေ့ခြင်းမြင့်မာပြီးတော့လက်ရှိချိန်ကြီးလဲ quality ချိုးရှိသေးတဲ့ keeper လိုကစားသမားမျိုးကိုထားလိုက်တာတော့အသင်းရဲ့ squad တက်ဆိုရင်တော့တော်တော်လေး အတိုင်းအတာတစ်ခုထိတော့တောင်းနှင်းသွားလိုက်ပြောလို့ရတယ်အထူးသဖြင့်မော်လေကျွန်တော် keeper ရောက်လာတဲ့အပိုင်းမှာကျွန်တော်ဘာမျှော်လင့်မိလဲဆိုတော့ဟိုဒီကစားမောက်ကျွန်တော်သုံးလို့ရသည်ဖြစ်စေသုံးလို့မရသည်ဖြစ်စေသူ့ရဲ့အတွေ့အကြုံတွေကအသင်းရဲ့လူငယ်ကစားမောက်တွေအများကြီးထောက်ကူဖြစ်တယ်အခုအငားအနေပြန်လာမယ်ကားရင်းရှိရဗျာပြီးတော့ တော်မီဆက်ဖို့တို့ချက်ပေါ်တာလို့လူငယ်လေးရှိတယ်။အဲ့ကစားသမားလေးအနေနဲ့ရိုင်ယာစီယာရောကီပါစီယာရောအတွေ့အကြုံတွေအများကြီးကိုသူတို့ trainee မှာဖြစ်ဖြစ်ပွဲထဲမှာဖြစ်ဖြစ်သင်ယူလို့ရတယ်။ဒီပိုင်းလေးရှိပါတယ်။ဒါကစားသမားတူကိုကျွန်တော်ပြောတဲ့ပေါင်၅တန်းနဲ့ခေါင်းနိုင်ရဲ့နောက်ွယ်မှာကျွန်တော်တို့ရလိုက်မယ့်အရာတွေအများကြီးပဲ။အဲ့တော့ ပေါင်50နဲ့ခေါ်နိုင်ခဲ့နေရမှာကျွန်တော်တန်နေမတန်နေပြောမှချိန်မဟုတ်တော့ဘူးကစားသမားတူအသင်းရဲ့စကွတ်တက်ပိုတောင်းမှုအတွက်အထွေကြုံရင်ကိုသမားတူကိုအရန်ပြစ်ခေါ်နိုင်ခဲ့တာတော့ဒါတော်တော်အဆင်ပြေပြောလို့ရတယ်ကျွန်တော်တို့လက်လန်းမမီခဲ့တဲ့ဂျိုအန်ဂါစီယာကိုကျွန်တော်တို့ချိတ်ဆက်တုံးကယူ25တန်းအပေါင်25တန်းယူတန်း30နီးပါးလောက်ပေးမှရမယ့်အနေအထားမှာဒါကငါးဘုံဘုံတစ်ဘုံတတ်တာတဲ့အပြောင်းရွှေ့အဲ့ဒီအတွက်ကျွန်တော်တို့ဒီဝင်းကားတွေအထောင်တွေကွင်းလေပိုင်းတွေခန်းစစ်နေရာတွေအတွက်ငွေပူထွက်လာမယ်လို့ထင်ပါတယ်ကဲအစုံကြီးပြတယ် အားလုံးကျေးဇူးတင်ပါတယ်ဘလို့လဲကီပါနဲ့ပတ်သက်ပြီးကြိုက်တယ်ဆိုရင်ကိုမမဝင်ရောက်ရေးသားပြီးတော့ပေါင်၅တန်းတန်းလာဒီစီဇန်လေးကိုဒီကကွန်ကြီးပန်ဖို့ပြီးတဲ့ရှူဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber Phone မှာတင်ကြောင်း6 9 3 9 6တော့လုံး2ခုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် Viber Coach ကို Sport Internet ငါးတလုံးမိတူကစားမယ်ဆိုရင်တော့ကျွန်တော်ရဲ့ letter ထားတဲ့ရှူဘောလုံးမှာလာပြီးကစားလို့ရပါတယ်ခင်ဗျာဒီညအင်္ဂလန်ပွဲရှိရနော်အဲ့ဒါကိုလောင်းလို့ရပါတယ်